ဒီတပတ်တာအတွက်တနင်္ဂနွေသားသမီးတွေရဲ့ကံကြမ္မာကိုဟောကြားပေးမှာဖြစ်ပါတယ်။ဟောစမ်းစီစဉ်လေးမှာစတင်ခင်မှာကျွန်တော်မိတ်ဆွေတွေကိုမိတ်ဆက်ပေးနေတာကကျွန်တော်ဒီမှာပေးနေမင်းမြန်နေတာတွေအစီရေရရာပြုလုပ်နေတာတွေရဲ့အတွက်ကျွန်တော်ရဲ့ဖုန်းနံပါတ်39963403ဆိုတဲ့ဖုန်းနံပါတ်ရဲ့ Viber မှာလာရောက်ဆက်သွယ်မင်းမြန်နိုင်ပါတယ်။အစီရေရရာပြုလုပ်နေတဲ့အခြေအတွက်အစီရင်အိမ်တော်ရတဲ့အစီရင်တွေတချို့ကအိမ်ရောက်ထွက်နေတဲ့ကားရောက်ထွက်နေတဲ့ဘလို့အစီရင်ကိစ္စတွေပဲဖြစ်ဖြစ် တနစ်စာပေရင်မေးမြန်းချင်တာတွေကိုယ့်ရဲ့ personal နဲ့အရာတီးတန်းတီးချင်တဲ့မေးခွန်းတွေမေးမြန်းချင်တာတွေအတွက်ကျွန်တော်ရဲ့ဖုန်းနံပါတ်3926 3 4 3 3 3 3 3နော်လုံး3 3ဆိုတဲ့ဖုန်းနံပါတ်ရဲ့ Viber မှာလာရောက်ဆက်သွယ်မေးမြန်းဆုံးသတ်နိုင်ပါတယ်။ဥသောအနေနဲ့အခုတနင်္ဂနွေသားသမီးတွေရဲ့ကံကြမ္မာကိုစတင်ဟောကြားပေးတော့မှာဖြစ်ပါတယ်။ တင်းငွေသားသမီးတွေရဲ့အနေနဲ့ဒီတစ်ပတ်သားကာလထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပ္ပာက Ambrose လို့ခေါ်တဲ့နမိတ်ကပ္ပာကြီးစိုးနေပါတယ်။ Ambrose လို့ခေါ်တဲ့နမိတ်ကပ္ပာကြီးစိုးနေတာဖြစ်တဲ့အတွက်ဒီတစ်ပတ်သားကာလထဲမှာတင်းငွေသားသမီးတွေနဲ့ကိုလှုပ်ချင်တဲ့အရာကိုဖြစ်ချင်တဲ့အရာကိုမျှော်မှန်းထားတဲ့အရာတွေကိုရရှိမယ်။ရဖို့အတွက်လည်းလုံးဝကိုမြင်နေရပြီးလမ်းစားတွေပေါ်နေပြီးကိုလိုချင်တဲ့အတိုင်းလဲပုံဖော်ဖို့အတွက်ကို့မှာ ိတ်ဓာတ်ပိုင်းဆိုင်ရာတွေလူပန်းလူပိုင်းတွေငွေကြေးပိုင်းတွေအရာရာဟာပြီးပြည့်စုံတဲ့အခြေအနေတခုမှရောက်ရှိနေပြီလို့ပြောထားတာပါပဲဒီတစ်ပတ်တာကာလာထဲမှာမိမိကနေပြီးတော့ကိုယ့်ရဲ့စိတ်ကိုရည်ရွယ်ထားတဲ့အရာကိုအမှန်ကန်ဆုံးအမြန်ဆုံးပုံဖော်ဖို့ပဲလိုပါတယ်အမှန်ကန်ဆုံးဆိုတဲ့အရာထဲမှာတခုရှိတာကကိုကမယိုးမသားတဲ့စိတ်မျိုးတွေနဲ့ပုံဖော်ခြင်းမျိုးကိုတော့လုံးဝကိုတဲတော်နမိတ်ကတားမြစ်ထားပါတယ်ကို့မှာ ကိုလိုချင်တဲ့အရာကိုပုံဖော်ခြင်းမှာသူတစ်ပါးကိုခြာနင်းလိုက်တယ်သူတစ်ပါးကိုနင်းချပြီးတော့မှသွားမယ်အဲ့ဒီလိုအရာမျိုးဆိုရင်တော့အဆင်မပြေနိုင်ဘူးလို့တဲတော်ကပြောဆိုထားတာပါအဲ့တော့ဒီတစ်ပတ်တာကာလထဲမှာတနင်္ဂနွေသားသမီးဝန်ထမ်းတွေအခြေခံလူရန်းစားတွေဆိုရင်ဒီတစ်ပတ်တာကာလထဲမှာယာဓုတို့တာမျိုးဝင်ငွေကောင်းရရှိတာမျိုးတွေဖြစ်ဖို့ရှိသလိုအထက်လူကြီးတွေကနေပြီးတော့အမြင်တွေပြောင်းလဲပြီးတော့ကိုယ့်ကိုယ်ခွင့်လန်းတွေအခွင့်အရေးတွေပေးခြင်းမျိုးကိုရရှိဖို့ရှိတဲ့ကာလဖြစ်ပါတယ် ကိုပိုင်စည်းဝါးရေးလုပ်ကံနေတဲ့သူတွေဆိုရင်ဒီရဘက်တာကာလာတဲ့မှာမိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာပိုင်ဆိုင်မှုကြီးကြီးမားမားနဲ့ရလက်ပိုင်းကြီးမားမားဖြစ်ဖို့ရှိတဲ့ကာလာလို့ပြောလို့ရပါတယ်ဒီကာလာအရင်နေနဲ့မတူဘဲနဲ့ကိုယ့်စီကိုရလက်ပိုင်းနဲ့ပတ်သက်ရင်အရန်ကိုတိတိတသာနဲ့ရရှိမဲ့ကာလာလည်းဖြစ်ပါတယ်ပြီးတော့တနင်္ဂနွေသားသမီးတွေအနေနဲ့ဒီရဘက်တာကာလာမှာနိုင်ငံခြားခီးသွားခြင်းတဲ့သူတွေဆိုရင်စတင်ဖို့အကောင်းဆုံးသောကာလာလို့ပြောလို့ရပါတယ်ဒီကာလမှာစတင်ခြင်းဟာကိုယ့်အတွက်အဆက်အသွယ်တွေတိကျချိတ်မိမယ် ကိုလှုပ်ဆောင်လိုက်တဲ့အရာကမှန်ကန်တဲ့လှုပ်ဆောင်မှုတွေဖြစ်မယ်ဆုံးဖြတ်တာတွေရွေးချယ်လိုက်တာတွေအရာအလုံးဟာအစဉ်ချောစီတဲ့ကာလအဲ့တော့ဒီကာလထဲမှာနိုင်ငံခြားသွားမယ်လို့ကြံရထားတဲ့သူတွေအများဆုံးစတင်တဲ့နယ်ပညာရေးနဲ့ပတ်သက်ရင်တနင်္ဂနွေသားသမီးတွေဒီဘက်တာကာလထဲမှာအမေရိကဲ့သို့ပုတ်ကိုမိဘအဲ့ဒီလူမျိုးတွေကြောင့်ကိုရည်ရွယ်တဲ့လမ်းကြောင်းတွေပြပြတတ်တယ်အဲ့တော့ရည်ရွယ်တဲ့လမ်းကြောင်းတွေပြပြသွားလို့အားလျှော့ရမှာလားအားမလျှော့နဲ့ပြန်ပြီးတော့စတင် ြန်ဆတင်ပြန်ဆင်ပြေပါလိမ့်မယ်။ပြီးတော့တနင်္ဂနွေသားသမီးတွေနဲ့ဒီဘက်တာကာလာထဲမှာလူမှုရေးအတိုက်ခိုက်နည်းနည်းမဟုတ်တော်တော်များများရှိတယ်။ဒါပေမဲ့အဲ့ဒီအတိုက်ခိုက်တွေကိုကိုယ်အနေနဲ့ခေါင်းနဲ့ထည့်ထားစရာမလိုဘူး။အဲ့ဒီအတိုက်ခိုက်တွေကသူတို့ကသူတို့တိုက်ခိုက်မယ်၊သူတို့ကသူတို့ပြီးပြတ်သွားလိမ့်မယ်။ကိုကအဲ့ဒီကိစ္စကိုလစ်လျူရှူတော့ဘူးပဲတော်တယ်။ကိုလို့ဆရာရှိတာကိုပုံမှန်အတိုင်းလေးပဲလုပ်နေအဲ့ဒီကိစ္စတွေကပြည်လဲသွားမဲ့ကာလဖြစ်ပါတယ်ဒီတစ်ပတ်တာကာလထဲမှာတနင်္ဂနွေသားသမီးတွေအနေနဲ့ငွေကြေးနဲ့ပတ်သက်ရင် ငွေဝင်ကောင်းမဲ့ကာလလို့ပြောလို့ရပါတယ်။ဒီကာလထဲမှာငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးစွန်စားလုတ်ကင်ခြင်းတဲ့သူတွေဆိုရင်ရာခိုင်နှုန်း80%လောက်ထိကောင်းတဲ့ကာလလို့ပြောလို့ရပါတယ်။အဲ့တော့ငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးစွန်စားလုတ်ကင်မဲ့သူတွေစတင်တင်တဲ့လုတ်ကင်တင်တဲ့ကာလဖြစ်ပါတယ်။ဒါတနည်းငယ်သားမီးရေအနေနဲ့ကျမ်းမာရေးနဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလာထဲမှာ1 byte နဲ့ပတ်သက်တဲ့ဝေဖန်တာလေးဂိမ်းဆိုင်ပြီးကိုလိုအပ်ပါတယ်။ငယ်ရွယ်သူတနည်းငယ်သားမီးရေအနေနဲ့အခြေရင်းနဲ့ပတ်သက်ရင်ဒီတစ်ပတ်ဟာကိုချစ်သူနဲ့ကိုနဲ့ဂျားမှာဂျားဝင် ဆုံးဖြတ်စရာကိစ္စတခုကြားဝင်လာတဲ့အရာတခုကြောင့်ခေါင်းခဲမဲ့ကာလဒီကာလထဲမှာလုံးဝကိုကိုချစ်သူနဲ့ကိုနဲ့ကြမှာအပေးအယူတွေမျှနေတဲ့အစဉ်ပြေနေရာကနေပြီးတော့ဒီကာလဟာကိုနဲ့ကိုချစ်သူကြားမှာကြားဝင်လာတဲ့အရာကြောင့်စိတ်ပင်ပန်းနွမ်းနေရမဲ့ကာလဖြစ်ပါတယ်။အိမ်နောင်တဲ့တနင်္ဂနွေသားသမီးတွေနေတဲ့အဲ့ဒီတိုင်းမှာပဲဒီကာလထဲမှာကြားဝင်တဲ့အရာမျိုးတွေကြောင့်တဝင်းတိုးစရာကိစ္စတွေကြောင့်အိမ်နောင်ကြီးမှာအနှံ့ငယ်ပြိပခါဖြစ်ဖို့ရှိတဲ့ကာလဖြစ်ပါတယ်။ ဖြီထိုးမယ်ဆိုတော့တနင်္ဂနွေသားသမီးတွေနဲ့3နဲ့6ကိုပေါအောင်ထိုးပေးပါရေတရာအနေနဲ့ကအသက်အရွယ်ကြီးတဲ့သူတို့ကိုစေဝါဒါနာပြုလှူဒါန်းပြီးတော့မိမိရဲ့လူအင်ဆန္ဒတွေကိုလေးလေးနက်နက်တောင်းဆိုပြုပေးပါဒါဆိုရင်ဒီကလာထဲမှာတနင်္ဂနွေသားသမီးတွေရဲ့အနေနဲ့ကိုယ့်ရဲ့လူအင်ဆန္ဒတွေအမြန်ဆုံးပြေဝါပြီးတော့မကောင်းတဲ့အရာတွေကင်းကွာစေမှာဖြစ်ပါတယ်ဒီကလာထဲမှာတနင်္ဂနွေသားသမီးတွေရဲ့အနေနဲ့အဓိကကငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ အရန်ကိုတည်တရားဝင်ငွေကောင်းမဲ့ကာလဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးမိတ်ဆွေရဲ့အနေနဲ့ဒီတစ်ပတ်တာကာလထဲမှာအလှူဒန်းတွေပေးရနိုင်ပါစေဒီရရှိတဲ့ငွေကြေးပိုင်းတွေမြန်မာစွာသာရရှိပြီးတော့တချို့တွေဆိုလည်းမိဘကိုလုံခြင်းတဲ့သားသမီးတွေဆိုလည်းမိဘကိုလုံခြင်းပြုစုနိုင်ပါစေအလှူဒန်းတွေကြီးကြီးမားမားတွေပေးကမ်းနိုင်ပါစေဆိုပြီးတော့အခုဒီတနင်္ဂနွေသားသမီးတွေရဲ့ Horizon Fiber မှာထည့်သွင်းပြီးတော့မိမိတို့အနေနဲ့တောင်းစုပြုလို့ရပါတယ်ကွန်မန့်မှာမိမိတို့ရဲ့လိုရင်းစံတွေကိုထည့်သွင်းဆုတောင်းပေးပါ ီကာလဟာတနင်္ဂနွေတာမီတွေအနေနဲ့ငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်အဓိကပြည်လဲစေမဲ့ကာလဖြစ်ပါတယ်အခုဟောကြားပေးသွားတာကတနင်္ဂနွေတာမီတွေရဲ့အတွက်ပဲဖြစ်ပါတယ်ဗျာတနင်္လာတာသမီတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြကတဖူးလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ်တဖူးလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်တနင်္လာတာသမီတွေအနေနဲ့ဒီကာလထဲမှာမိမိလှုပ်ကျင်တဲ့အရာတွေဖြစ်ကျင်တဲ့ဆန္ဒတွေအဲ့ဒီအရာတွေကနည်းနည်းလေးဝေဝါးတရားအောင်ဖြစ်နေတာမျိုးဒီကာလထဲမှာဝေဝါးနေတယ်ဆိုပေမဲ့ကိုယ်က လုံးဝကိုကို့မှာဟိုဝေဝါတဲ့အပိုင်းကစီမံချက်မရှိဘူးပလန်မရှိဘဲနဲ့ဒိုင်းသွားနေတဲ့သူတွေနဲ့အထူးကသက်ဆိုင်တယ်မိမိမှာကပလန်တွေရေးဆွဲထားတယ်စီမံချက်တွေကိုကိုကသေချာပုံဖော်ထားတယ်ဘယ်လိုပြီးရင်ဘာလုပ်မလဲဘာပြီးရင်ဘာလုပ်မလဲအဲ့လိုမျိုးစဉ်းစားထားတဲ့သူမျိုးတွေဆိုရင်ဒီကလာထဲမှာအစိုးရပြောတဲ့ဝေဝါတယ်ဆိုတဲ့အရာတွေနဲ့တွေ့ကြုံရရင်တော့နောက်မဆုံးနဲ့ကိုလုံးချင်တဲ့အရာကိုပဲကိုပုံဖော်ထားတဲ့အတိုင်းကိုရေးဆွဲထားတဲ့အတိုင်းဆက်လက်ပြီးတော့ပုံဖော်နေဖို့ပဲတဲတော့ကတိုက်တွန်းထားပါတယ် ပြီးတော့တနင်္လာသမီးဝန်ထမ်းတွေအခြေခံလွှမ်းစားတဲ့အနေနဲ့ဒီကာလဟာမသွားကျင်တဲ့ခီးမျိုးမသွားကျင်တဲ့လုပ်ငန်းမျိုးတွေကိုသွားရတယ်အဲ့မသွားကျင်တဲ့ခီးမသွားကျင်တဲ့လုပ်ငန်းဆိုတဲ့အရာတွေမှာမိမိအနေနဲ့တောင်မှတကယ်အဲ့ဒီဟာကအဆင်ပြေရဲ့လားသွားတာကမှန်ရောမှန်ရဲ့လားအဲ့ဒီလိုဝေဝါးစေတဲ့အရာမျိုးတွေနဲ့သွားရခြင်းမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ရလပိုင်းနဲ့ပတ်သက်ရင်ကတော့ရှေ့မှာပြောခဲ့သလိုကိုရည်ရထားတဲ့စီမံထားတဲ့စီမံကိန်းတိုင်းစီမံချက်တွေအတိုင်းပုံဖော်ဖို့ပဲဖြစ်ပါတယ်ပြီးတော့တနင်္လာသားသမီး ကိုယ်ပိုင်လုပ်ငန်းလုပ်ကံနေတဲ့သူတွေဆိုရင်လည်းအဲ့ဒီအတိုင်းပါပဲမိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာဟိုဆက်ပြီးတော့ဒီလုပ်ငန်းကိုဆက် run အသင့်မှန်မှန်နေကိုဒီလုပ်ငန်းကိုဆက်လုပ်တာကငွေကြေးပိုင်းဆိုင်ရာတွေအားထက်တာပဲဖြစ်စေဆက်ပြီးတော့ရင်းနှီးတာပဲဖြစ်စေအဆင်ပြေပါမလားအဲ့လိုမျိုးတွေ့ဝေစရာတွေပေါ်တတ်ပါတယ်ဒါပေမဲ့မတွေ့ဝေပါနဲ့ကိုရေးဆွဲထားတဲ့အတိုင်းလုပ်မယ်လို့ရည်ရထားတဲ့အတိုင်းပဲဆက်လက်လုပ်ဆောင်ပါလို့တိုက်တွန်းထားပါတယ်ပြီးတော့တနင်္လာသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာနိုင်ငံခြားခီးသွားမယ်ဆိုရင်ဒီကာလမှာမစတင်သင့်ဘူး သွားမယ်လို့ကြံရထားတဲ့သူတွေဆိုတော့ဒီကလာထဲမှာသွားခြင်းမျိုးကဟိုကြံ့ကြလာပြီးထင်းခေါ်တာတွေဟိုအချိတ်ဆက်တွေလွဲချော်တာမျိုးတွေဖြစ်တတ်ပါတယ်ပြီးတော့တနေ့အသာသမီးငွေကြေးပိုင်းနဲ့ပတ်သက်ရင်ဒီကလာငွေဝင်တဲ့လောက်အိပ်ပေါက်နဲ့ဖားကောက်ဆိုတော့ပြန်လဲပြီးတော့ထွက်နေမဲ့ကာလလည်းဖြစ်ပါတယ်ဒီကလာထဲမှာတနင်္လာသားသမီးတွေအနေနဲ့လူမှုရေးတိုက်ခိုက်နဲ့ပတ်သက်ရင်ဒီကလာကပြောရအောင်လူမှုရေးတိုက်ခိုက်ခုမှမရှိဘူးကိုကိုတိုင်ကပဲကိုယ့်အကိုဖြစ်နေတဲ့ရှုပ်ထွေးမှုကလွဲရင်ကျန်တဲ့ပြင်ပရဲ့ပြောကကြောင့ ထိခိုက်မှုတွေမရှိတဲ့ကာလလို့ပြောလို့ရပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ရင်တော့အာယုံကြောနဲ့ပတ်သက်တဲ့ဝေဒနာလေးတွေကယူဆိုင်ပေးဖို့လိုအပ်ပါတယ်။ဒီကာလဟာတင်းနာသားသမီးတွေအနေနဲ့အဓိကကအစိုးရပြောတဲ့ကိုရေးဆွဲထားတဲ့အရာတွေညီမှန်းထားတဲ့အရာတွေအဲ့ဒီအရာတွေကပုံဖော်ထားသလိုမျိုး ဆက်လက်ပြီးလှုပ်ဆောင်မယ်ဆိုရင်ဖိနှောက်တတ်တဲ့ကာလဖြစ်တဲ့အတွက်တနင်္လာသားသမီးတွေအနေနဲ့ဒီဟော့ဆန်ဖိုင်ရဲ့ကွန်မန့်မှာမိမိတို့အနေနဲ့ကိုဖြစ်ချင်တဲ့အရာတွေကိုရည်ရွယ်ထားတဲ့အရာတွေရှိတယ်ဆိုရင်အဲ့ဒါတွေကိုလာမှတ်ပြီးတော့ဝင်ရောက်ဆူတောင်းနိုင်ပါတယ်ကျွန်တော်အနေနဲ့လည်းပါဝင်ပြီးတော့ဆူတောင်းပေးပါလိမ့်မယ်အဲ့တော့တနင်္လာသားသမီးငယ်ရွယ်သူတွေဆိုရင်လည်းဒီတစ်ပတ်တာကာလထဲမှာအခြေအနေနဲ့ပတ်သက်ရင်ကို့ချစ်သူရဲ့ကို့ဘဝအရန်ကိုနိုင်စားခြင်းမျိုးတွေခံရတယ်ဒီကာလကချစ်သူရဲ့ကို့ကို နိုင်စားတာကိုမိမိရဲ့အနေနဲ့တီးတဲ့တာကိုရှင်ထဲမှာစိတ်မကောင်းဖြစ်တာမျိုးဖြစ်ရတာမျိုးဝမ်းနေရတာမျိုးစိတ်ထိခိုက်စရာမျိုးဖြစ်တာမျိုးတွေဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်။ဒါမဲ့ဝမ်းမနေပါနဲ့။မကြခင်မှာပြန်လဲပြီးတော့အဆင်ပြေသွားပါလိမ့်မယ်။အိမ်အောင်တဲ့တင်လာသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာအိမ်အောင်ဘက်ရဲ့ကိုယ့်အပေါ်ကိုနိုင်စားခြင်းတွေလည်းခံရတဲ့ကာလဖြစ်ပါတယ်။ဒီကာလထဲမှာသူ့သဘောအတိုင်းပဲလိုက်လံပြီးတော့လှုပ်ဆောင်နေရတာမျိုးတွေဖြစ်တတ်တဲ့ကာလဖြစ်လို့မိမိအနေနဲ့အနှံ့ငယ်ပင်ပန်းဖို့ရှိပါတယ်။ ချီထိုးမယ်ဆိုတော့တင်းလာသားသမီးတွေအနေနဲ့၃ညရဲ့၉ရဲ့ကိုပေါင်ထိုးပေးပါဒီကလာထဲမှာ၃ညရဲ့၉ရဲ့ကိုပေါင်ထိုးပြီးတော့မိမိတို့အနေနဲ့ငွေဝင်ကောင်းပါစေဆိုပြီးတော့ဆုတောင်းကြပါဒီဟောဇန်ဖိုင်ရဲ့ comment မှာလည်းဝင်ရောက်ဆုတောင်းလို့ရပါတယ်ပြီးတော့တင်းလာသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကလာထဲမှာမိမိစီကိုကောင်းသောကံတရားတွေရရှိပြီးတော့မကောင်းတဲ့ကံတရားတွေလွင့်ပြောက်စေဖို့အတွက်ရေရာကကိုယ့်ရဲ့အိမ်ဖျားမှာ ပဲပါတဲ့မုတ်တစ်မျိုးမျိုးကိုဖျားကိုလူတန်းပေးပါအဲ့ဒီလိုလူတန်းလိုက်မယ်ဆိုရင်ကိုယ်စီကိုကောင်းသောကံတရားဤသာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကတနင်္လာသာသမိရဲ့အတွက်ဖြစ်ပါတယ်ဗျာအင်္ဂါသာသမိရဲ့နည်းဒီဘက်တာကာလာတွေမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြားကထာဝရုခေါ်တဲ့နမိတ်ကပြားကြီးစိုးနေပါတယ်ဘဝလိုခေါ်တဲ့နမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်အင်္ဂါသာသမိရဲ့နည်းနဲ့ဒီဘက်တာကာလာထဲမှာကိုယ်ရည်ရွယ်တဲ့အရာတွေဖြစ်မြောက်ဖို့ချိန်ဆိုတဲ့အရာ အဲ့ပြောင်းလဲရမယ့်အရာအဲ့ပြောင်းလဲရမယ့်အရာကိုမိမိအနေနဲ့ရဲရဲတင်းတင်းနဲ့ရဲရဲဝင်းဝင်းလှုပ်ဆောင်မှုအရေးကြီးပါတယ်ကိုကိုယ်တိုင်ကပြောင်းလဲခြင်းစိတ်မရှိတာမျိုးတွေကြောင့်အခွင့်အလမ်းတွေအခွင့်အရေးကောင်းတွေလက်လွတ်လိုက်ရတာမျိုးတွေဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်ဒီကာလထဲမှာအဓိကကပြောင်းလဲခြင်းကအင်္ဂါသားသမီးတွေအတွက်အရေးကြီးဆုံးကီးလို့ပြောလို့ရပါတယ်အင်္ဂါသားသမီးဝန်ထမ်းတွေအခြေခံလွမ်းစားတွေဆိုရင်ဒီတစ်ပတ်တာကာလထဲမှာမိမိရဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာအပြောင်းလဲတွေကြီးမားမားပေါ်ပေါ်ရှိတယ်နေရာပြောင်းရတာမျိုးတွေပြီးတော့ လောက်ရတဲ့လွတ်ပိုင်ခွင့်လောက်ရတဲ့နေရာတွေဌာနတွေပြီးတော့ဟိုမတူညီတဲ့နယ်ပယ်တွေအဲ့ဒီအရာတွေပြောင်းလဲပြီးလုပ်ကံရဖို့ရှိတဲ့ကာလဖြစ်ပါတယ်အဲ့ဒီလိုပြောင်းလဲလုပ်ကံရလို့ဆိုပြီးတော့မိမိရဲ့အနေနဲ့ညူစုစရာမရှိပါဘူးရှေ့မှာပြောခဲ့သလိုပြောင်းလဲခြင်းဟာဒီကာလမှာကိုယ့်အတွက်အရန်ကိုကောင်းတဲ့ကာလအဲ့ဒီပြောင်းလဲမှုကိုမိမိကိုယ်တိုင်ဟာတကယ်ကိုစိတ်ပါလက်ပါနဲ့လက်ခံဖို့လိုတဲ့ကာလဖြစ်ပါတယ်ပြီးတော့ကိုယ်ပိုင်လုပ်ငန်းလုပ်ကံနေတဲ့ အင်္ဂါသမီးရေအနေနဲ့ဒီဘက်တာကာလာတွေမှာမိမိရဲ့စီးပွားရေးကိုအတိုက်ခိုက်ကြီးမားမားဖြစ်ဖို့ရှိတယ်။အဲ့ဒီတိုက်ခိုက်ခြင်းကိုမိမိကကြော်လွားနိုင်ဖို့လိုတယ်။ကြော်လွားနိုင်ဖို့ကဘယ်လိုအရာနဲ့ကြော်လွားရမှာလဲဆိုရင်ရင်းနေတဲ့သူတွေမိတ်ဆွေတွေကြီးကနေအကြံဉာဏ်တောင်းဖို့လိုတယ်။ကိုယ်တယောက်တည်းသဘောနဲ့မစင်းစားမဆုံးဖြတ်ဖို့လိုပါတယ်။ပြီးတော့အင်္ဂါသမီးနိုင်ငံခြားတော်မယ်လို့ကြံရတဲ့သူတွေအနေနဲ့ဒီဘက်တာကာလာထဲမှာနိုင်ငံခြားခီးနဲ့ပတ်သက်ရင်ဒီကာလာကမစတင်တင်တဲ့ကာလာလို့ပြောလို့ရပါတယ်။စတင်လိုက်မယ်ဆိုရင်ကိုယ်အနေနဲ့မလိုလားအပဲနဲ့လှည့်ပြန်ရတာမျိုးတွေ ရောက်ပြီးကမှအဆင်မပြေတော့ဆိုပြီးတော့အလုံးမဖြစ်တာမျိုးတွေအဲ့ဒါမျိုးတွေဖြစ်တတ်တဲ့ကာလလည်းဖြစ်ပါတယ်။ပြီးတော့ပညာရေးနဲ့ပတ်သက်ရင်ဒီကာလဟာအရင်ဆွန်သွားလို့မသိတဲ့ကာလ။မှကိုရင်းနှီးတဲ့သူတွေရှိတယ်။လက်ရှိမှာလည်းသူတို့တွေကကြောင်းတက်နေတယ်။လက်ရှိမှာလည်းတင်ကြားနေတယ်။အဲ့ဒီလိုမျိုးမိတ်ဆွေရဲ့အခန်းရှိတယ်။သူတို့တွေလည်းလက်ရှိလုပ်နေရတာအဆင်ပြေတယ်။အဲ့ဒီလိုအကြောင်းမျိုးတွေပဲအဲ့ဒီလိုပညာရေးမျိုးတွေပဲရွေးချယ်တဲ့။အဲ့လိုမဟုတ်ဘဲနဲ့ဘယ်သူမှမရှိဘူးဆက်ဆွယ်လည်းမရှိဘူးကိုကနေပြီးတော့ line မှာတွေ့တယ်ရှာဖွေကြည့်တယ် အဲ့လိုမျိုးတွေ့ပြီးတော့ကိုကသဘောကျတယ်ဆိုပြီးတော့တွားပြီးချိန်ဆက်မှာမျိုးအဲ့ဒီလိုမျိုးစွန်စားတဲ့အရာမျိုးတွေရှောင်တင်တယ်လို့ပြောထားတာပါပြီးတော့အင်္ဂါသားမိနေတဲ့ဒီရဘတာကာလာတဲမှာငွေကြီးနဲ့ပတ်သက်ပြီးတော့စွန်စားလုတ်ကင်မဲ့သူတွေအနေနဲ့ရာဂိုင်းနှုန်း90 90ဖြစ်နေတဲ့ကာလာဖြစ်တဲ့အတွက်ဒီကာလာတဲမှာစင်းစင်းစားစားချင်းချင်းနဲ့တွားဖို့လိုပါတယ်မိမိအနေနဲ့အလောတကြီးငွေကြီးပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်စွန်စားတာတွေဆုံးဖြတ်လိုက်တာမျိုးတွေကိုရှောင်တင်ပြီးတော့ စင်ရတာချင်းရင်ဖြတ်တမ်းမှာတင့်တော်တဲ့ကာလလို့ပြောလို့ရပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်အင်္ဂါသသမီတွေအနေနဲ့ခြေတော့နာရာမျိုးဒူးနာရာမျိုးခြေတော့နဲ့ပတ်သက်ပြီးထိခဲ့တံရရှိတာမျိုးတွေဖြစ်ဖို့ရှိပါတယ်။ဒီကာလထဲမှာအင်္ဂါသသမီတွေအနေနဲ့ရှေ့မှာပြောခဲ့သလိုအပြောင်းလဲတွေကကို့အတွက်ကောင်းသောကံရရတွေဖြစ်စေတတ်တဲ့ကာလဖြစ်တဲ့အတွက်အင်္ဂါသသမီကျွန်တော်ရဲ့မိတ်ဆွေတွေနဲ့ဒီဟောစာပိုင်းရဲ့ကွန်မန့်အောက်မှာအပြောင်းလဲကြောင့်ကံကောင်းပါစေဆိုပြီးတော့ဝင်ရောက်ပြီးတော့အားလုံးဝင်ရောက်ဆုတောင်းလို့ရပါတယ်။ ငယ်ရွယ်သူအင်္ဂါသားမီးတွေအနေနဲ့ကတော့အခြေရင်နဲ့ပတ်သက်ရင်ဒီတစ်ပတ်တာကာလတွေမှာကိုချစ်သူနဲ့ကိုနဲ့ကြားမှာဂရိကြီးမမပြုတ်ဖို့ရှိတဲ့ကာလဒီကာလကဂရိကြီးမပေါ်အကြောင်းပြုတ်ပြီးတော့အခြေရင်လမ်းထိပ်မှာပို့ပြီးတော့လမ်းမန်းတွေတာသွားဖို့ရှိတဲ့ကာလတယောက်နဲ့တယောက်အရင်ကဟိုမယုံသင်္ကာဖြစ်တာတွေတန်တရားစိတ်တွေအဲ့ဒါတွေအားလုံးကင်းရှင်းသွားမဲ့ကာလအဲ့ဒါကအဲ့ဒီဂရိကြီးမမနဲ့အကြောင်းပြုတယ်ဂရိကြီးမပေါ်မှာအခြေခံပါတယ်ပြီးတော့အိမ်အောင်တဲ့အင်္ဂါသားသမီးတွေနဲ့ဒီဘက်တာကာလတွေမှာ အိမ်အောင်ဘက်အိမ်ကနေပြီးတော့ထွက်သွားတာမျိုးဆွေမျိုးသားချင်းစီရောအလဲဘက်သွားတာမျိုးတွေဖြစ်တတ်တယ်အဓိကကတော့အိမ်အောင်ဘက်အိမ်မှာမရှိဘဲနဲ့အပြင်သွားတာမျိုးတွေဖြစ်တတ်တယ်အဲ့ဒါကကာလတစ်ခုကြာတဲ့အတိုင်းအတာတစ်ခုမျိုးတွေဖြစ်တတ်ပါတယ်အဒီအတွက်စိတ်ပင်ပန်းရတာမျိုးတွေမဖြစ်ပါနဲ့အချိန်တိုင်းအားလုံးပြန်ပြီးတော့အဆင်ပြေသွားဖို့ရှိပါတယ်ပြီးတော့အင်္ဂါသားသမီးတွေနဲ့ထီထိုးမယ်ဆိုရင်6နဲ့1ကိုပေါအောင် ထိုးပေးပါရေရာအနေနဲ့ကတော့အင်္ဂါသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလာနဲ့မှာမနက်စောစောမနက် 6နာရီဝင်းကျင်မှာကိုယ့်ရဲ့အိမ်ပြန်မှာတောက်တော်ရီနှစ်ခွက်ကိုဖျားကိုကတ်လို့ပြီးတော့မိမိရဲ့လိုအင်စင်နာတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါဒါဆိုရင်ကိုယ့်စီကို ကောင်းသောကံတရားရည်သာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကအင်္ဂါသာသမိတွေရဲ့အတွက်ပဲဖြစ်ပါတယ်ဗျာကျောင်းဒီမှာပေးတဲ့မင်းမြန်ကျင်တာတွေအစီအရေတရားပြုလုပ်ကျင်တာတွေတချို့ကတနစ်စာဟောစာမင်းမြန်ကျင်တယ်မိမိတို့တီးတန်းတီးကျင်တဲ့မေးခွန်းတွေမင်းမြန်ကျင်တယ်ဒါမှမဟုတ်အစီအရေတရားပြုလုပ်ကျင်တယ်အိမ်ရောက်ထွက်ကျင်တယ်ကားရောက်ထွက်ကျင်တယ် အခြေရေးအတွက်အိမ်တော်ရေးအတွက်စတဲ့အစီအရေးတွေပြုလုပ်ချင်တဲ့မိတ်ဆွေတွေနဲ့ပေါ်စံမင်းမြတ်ချင်တဲ့မိတ်ဆွေတွေနဲ့ကျွန်တော်ရဲ့ဖုန်းနံပါတ်396 3333333 2634333ဆိုတဲ့ဖုန်းနံပါတ်ရဲ့ Viber ကနေလာရောက်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။အခုစတင်ပြီးတော့ဘုရုသမီးတွေအတွက်ကံကြမ္မာကို စတင်ဟောကြားပေးတော့မှာဖြစ်ပါတယ်။ဘုရုသမီးတွေနဲ့ဒီဘက်တာကာလာတွေမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြာက Justice လို့ခေါ်တဲ့နမိတ်ကပြာကြီးစိုးနေပါတယ်။ ကျဲစီရခေါ်တဲ့နမိတ်ကပဲကြီးဆိုးနေတာဖြစ်တဲ့အတွက်ဗုဒ္ဓဦးသားမီးတွေနဲ့ဒီကာလာထဲမှာမိမိအနေနဲ့ကိုယ့်ရဲ့လှုပ်ဆောင်တဲ့အရာကိုလေတိုက်တိုင်းရင်းစရာမလိုတဲ့ကာလဒီကာလမှာအရေးကြီးဆုံးကဘယ်ဘက်ကမှမရင်းနဲ့ကိုလို့မဲ့အရာကိုမှန်မှန်လေးတွားနေဖို့ပဲလိုတယ်အဲ့လိုမှန်မှန်တွားနေရုံနဲ့မိမိစီကိုကောင်းတဲ့ကံကြရရရှိနေမှာပါဒီကာလထဲမှာပြီးတော့ဗုဒ္ဓဦးသားမီးတွေအနေနဲ့ ကိုအနေနဲ့မိသားစုဝင်တွေဆွေမျိုးသားချင်းတွေကိုငွေကြေးထောက်ပံ့နိုင်မဲ့ကာလဖြစ်ပါတယ်ပြီးတော့ဗိုလ်လိုသားမိဝန်ထမ်းတွေအခြေခံလူအန်းစားတွေဒီတစ်ပတ်တာကာလထဲမှာငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်စနလိုမျိုးငွေဝင်ကောင်းဖို့ရှိတယ်အဲ့ဒီငွေဝင်ကောင်းဖို့ရှိခြင်းကဘယ်ဟာကိုအခြေခံနေလဲဆိုရင်မိမိအနေနဲ့လေးတဲ့တိုင်းမရင်းဖို့ကိုအခြေခံနေပါတယ်လေးတဲ့တိုင်းရင်းနေဆိုတဲ့အရာတွေမှာကိုကနေပြီးတော့အလုပ်တစ်ခုကိုပုံမှန်လုပ်နေအဲ့ဒီလုပ်နေတဲ့အရာကအဆင်ပြေနေတယ်ဒါပေမဲ့မိတ်ဆွေအပေါင်းအသင်းတွေကဟဲ့ဟိုဟာကိုသွားရအောင်ဒီဟာကိုသွားရအောင် ိုဘက်ကိုသွားမယ်လေဒီခီးထွက်အောင်လေအဲအဲ့ဒီလိုအရာတွေမှာလိုက်ပါတာမျိုးအပျော်ဘက်ကိုလိုက်ပါသွားတာမျိုးတွေတရားရောကလာခေါ်လို့လိုက်ရင်းတာတွေဒီအလုပ်ကလက်ရှိကောင်းနေပါလေရဲ့နောက်အလုပ်ကိုတစ်ခုကိုလာပြီးဆွဲဆောင်လို့အဲ့ဒီအလုပ်ကိုကိုယ်ကစိတ်ကရင်းရင်သွားတာတွေအဲ့လိုမျိုးမရင်းဖို့ကအရေးကြီးတဲ့ကာလပါပြီးတော့ဗိုလ်တော်သားမီးတွေအနေနဲ့ကိုယ်ပိုင်လုပ်ငန်းလုပ်ကြနေတဲ့သူတွေဆိုရင်လက်ရှိမှာပြောခဲ့သလိုမိမိရဲ့ ရှောက်လန်းနေတဲ့အရာပုံဖော်နေတဲ့စီးပွားရေးကိုပဲဦးစားပေးဖို့လိုတဲ့ကာလဖြစ်ပါတယ်။ဗိုလ်တော်ဦးသားမီးနိုင်ငံခြားတော်မယ်လို့ကြံရထားတဲ့သူတွေဆိုရင်ဒီလိုပဲတာကာလထဲမှာနိုင်ငံခြားနဲ့ပတ်သက်ရင်ကိုသွားမဲ့အရာတွေကိုဆက်သွယ်ထားတဲ့အရာတွေအဆက်သွယ်တွေတက်တောက်တဲ့အဲ့အဆက်သွယ်တွေနဲ့ပတ်သက်ပြီးတော့ကိုအနေနဲ့အစင်မပြေတာမျိုးတွေအထင်ကုန်လေးဖြစ်ဖို့ရှိပါတယ်။စီးပွားရေးနဲ့ပတ်သက်ပြီးတော့လူမှုရေးအတိုက်အခိုက်တွေများနေတတ်တဲ့ဗိုလ်ရိုးသားမိအနေနဲ့ဒီကာလထဲမှာလုပ်ငန်းပိုင်းဆိုင်ရာအတိုက်အခိုက်လေးတွေရှိပါတယ်။ ပုံမှန်တခြားသူတွေမှာတော့အဲ့လောက်ကြီးမားမားမရှိပါဘူး။ငွေကြေးနဲ့ပတ်သက်ရင်ဒီကာလဟာငွေပုံမှန်ဝင်နေဖို့ရှိသလိုအဲ့ဒီငွေကမိမိလက်ထက်မှာမြဲမြံနေဖို့ရှိတဲ့ကာလဖြစ်ပါတယ်။ဒီကာလထဲမှာကျန်းမာရေးနဲ့ပတ်သက်ရင်ဘုရုသားမြေနေနဲ့လေနဲ့ပတ်သက်တဲ့ဝေဒနာလေးတွေကြီးဆိုင်ပြီးဖို့လိုအပ်ပါတယ်။ရှိပိုင်းမှာပြောခဲ့သလိုဒီကာလကဘုဒ္ဓဥသားမီးရဲ့နဲ့ဆွေမျိုးသားချင်းတွေမိမိဝိညာဉ်တွေကိုငွေကြေးထောက်ပံ့လှူဒါန်းနိုင်မဲ့ကာလဖြစ်တဲ့အတွက်အဲ့ဒီလိုများများလှူဒါန်းနိုင်ပါစေဆိုပြီးတော့ဒီဟောဇာဖိုင်ရဲ့ အောက်ကွန်မန့်မှာဘိုရိုတော်မီမိတ်ဆွေအနေနဲ့ဝင်ရောက်ဆူတောင်းသွားနိုင်ပါတယ်။ငယ်ရသူဘိုရိုတော်မီတွေအနေနဲ့အခြေအနေပတ်သက်ရင်ဒီတစ်ပတ်တာကာလထဲမှာစိတ်တွေအရန်ပင်ပန်းပြီးတော့စိတ်ရှုပ်ထွေးနေရတဲ့တဲ့ကာလအခြေအနေလန်ခီလန်မှာငါတို့ဒီတိုင်းဆက်တော့တာမှန်ရဲ့လားဆိုပြီးတော့ ြန်ပြီးတော့ဝေဝေဝဝနဲ့စိတ်တွေရှုံနေတဲ့ကာလဖြစ်ပါတယ်။အိမ်တော်တဲ့ဗုဒ္ဓသားမိရဲ့အနေနဲ့ကဒီကာလထဲမှာအလိုမကျတာတွေဖြစ်နေတဲ့ကိုဖြစ်ချင်တဲ့အရာနဲ့ဖြစ်နေတဲ့အရာတွေလက်တွေလှုပ်ဆောင်နေရတဲ့အရာတွေကတိတ်မကိုက်ညီတာမျိုးတွေဖြစ်နေပြီးတော့စိတ်ရှုပ်ထွေးနေရတဲ့ကာလဖြစ်ပါတယ်။ဒါကအိမ်တော်ရင်းနဲ့ပတ်သက်ပါတယ်။ထီထွတ်မယ်ဆိုရင်တော့ဗုဒ္ဓသားမိရဲ့အနေနဲ့တုံညရဲ့၃ရက်ကိုပေါအောင်ထိုးပေးပါ။ရေတရာအနေနဲ့ကတော့ ငှက်လွတ်တာမျိုးငှက်အစာကျွေးတာမျိုးတမျိုးမျိုးကိုပြုလုပ်ပြီးတော့မိမိတို့ရဲ့လူရင်ဆန္ဒတွေကိုလေးလေးနက်တောင်းဆိုပြေးဝေးပါဒါဆိုရင်ကိုယ်စီကိုကောင်းသောကံတရားဤသာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကဘုရားဥသာသမီးတွေအတွက်ဖြစ်ပါတယ်ဗျာသာသမီးသာသမီးတွေနဲ့ဒေဝတာကာလအထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြကသစန်းလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ်သစန်းလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်ဇာသာဘေးသာသမီးတွေနဲ့ဒေဝတာကာလအထဲမှာ မိမိစီကိုကောင်းတဲ့ကံတရားတွေလှပတဲ့နေအောင်ကြီးနုနုတွေကိုယ့်စီကိုဖြာဆင်းလာတဲ့လိုမျိုးပဲကံတရားတကယ်ကိုလှပတဲ့ကံတရားလေးတွေကိုယ့်စီကိုရောက်ရှိလာဖို့ရှိတဲ့ကာလပါဒီကာလထဲမှာမိမိအနေနဲ့ကံငါးပါးကိုထိန်းသိမ်းတာမျိုးတွေကအရေးကြီးပါတယ်ဒီကာလထဲမှာအဲကံငါးပါးနဲ့ပတ်သက်ပြီးတော့ဖောက်ဖျက်ကျူးလွန်မိရတဲ့ဆိုရင်စနမောပြောတဲ့လှပတဲ့ကံတရားတွေကမင်းမိန်သွားတတ်တယ်လုံးဝပြက်ကွယ်သွားတာမျိုးမဟုတ်ပြင်မဲ့ကံတရားရဲ့အထောက်ပံ့တွေကအရန်ညှော်နေသောဖို့ရှိတဲ့ကာလပါပဲပြီးတော့ ကြာသပတေးသားမီးဝန်ထမ်းတွေအခြေခံလွှဲစားတဲ့အနေနဲ့ဒီကဘတာကာလာတွေမှာမိတ်ဆွေအပေါင်းအသင်းလုပ်ငန်းဘော်ကြောင့်ပျော်ရွှင်ရဖို့ရှိသူ လုပ်ငန်းဘော်ကြောင့်စီးပွားရေးငွေကြေးပိုင်းဆိုင်ရာတွေအလုပ်ပိုင်းဆိုင်ရာတွေမှာအရန်ကိုပြည်လည်ပြီးအစဉ်ချုံးမွေ့နေဖို့ရှိတဲ့ကာလဖြစ်ပါတယ်။ကိုယ်ပိုင်လုပ်ငန်းလုပ်ကန်နေတဲ့သူတွေဆိုလည်းအဲ့ဒီမိတ်ဆွေအပေါင်းအသင်းနဲ့ဆက်တူလုပ်မဲ့ကိစ္စမျိုးတွေရှိတယ်ဆိုရင်အများဆုံးစတင်တဲ့ဆက်တူကိစ္စတွေမှာအရင်းနှီးမြှုပ်နှံမယ်လို့ကြံရထားတယ်ဆိုရင်အများဆုံးဖော်ဆောင်တင်ပါတယ်။ နိုင်ငံခြားသွားမယ်လို့ကြံရထားတဲ့ကြာသပတေးသားသမီးတွေဆိုရင်ဒီကလာထဲမှာကိုမိတ်ဆွေအပေါင်းအသင်းကိုအကြောင်းပြုပြီးတော့နိုင်ငံခြားခီလန်ကိစ္စတွေမှာအစဉ်ချောဖို့ရှိတယ်။ပျော်ရွှင်ရဖို့ရှိတဲ့ကာလလည်းဖြစ်ပါတယ်။ဒီကလာထဲမှာစတင်မယ်ဆိုရင်လည်းအမြန်ဆုံးစတင်တင်ပါတယ်။ဘယ်လိုနေရာတွေမှာစတင်တင်လဲဆိုရင်မိတ်ဆွေအပေါင်းအသင်းနဲ့ဆက်ဆက်တဲ့အမျိုးရှိရမိတ်ဆွေပေါင်းတဲ့ကလောက်ခဲ့မှုတဲ့ agent မျိုးတွေ၊ company မျိုးတွေကိုချိတ်ဆက်တာမျိုးတွေကပို့ပြီးတော့ကို့အတွက်လမ်းကြောင်းတင်ဖို့ရှိတဲ့ကာလလည်းဖြစ်ပါတယ် ီးတော့ကြာကဘေးသားမီးတွေရဲ့အနေနဲ့ဒီကာလာထဲမှာအတိုက်ခိုက်အနှောက်ယှက်အနေနဲ့မရှိတဲ့ကာလာပါဒီကာလာထဲမှာမျက်နှာမြင်ချစ်ခင်နေမဲ့ကာလာဒီကာလာထဲမှာအနှောက်ယှက်ဆိုတာမျိုးကပြောရတော့ဘာမှ မရှိမဲ့ကာလာဒီကာလာထဲမှာအားလုံးအစဉ်ချောနေဖို့ရှိပါတယ်ငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်စွန်သားလုတ်ကြိုင်မယ်လို့ကြံရထားတဲ့သူတွေငွေချင်းနဲ့ပတ်သက်ပြီးတော့စွန်သားမယ်ဆိုရင်ဒီကာလဟာရာဂိုင်တော့85လောက်တိကောင်းတဲ့ကာလဖြစ်တဲ့အတွက်စွန်သားလုတ်ကြိုင်တင့်တဲ့ကာလလည်းဖြစ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ရင်တော့အယိုးနဲ့ပတ်သက်တဲ့ဝေဒနာတွေပြီးတော့ အကျိုးနဲ့ပတ်သက်တဲ့ဝေဒနာလေးတွေယူဆပြီးဖို့လိုအပ်ပါတယ်။ရှေ့မှာပြောခဲ့သလိုကြာသပတေးသားသမီးတွေနဲ့ဒီကာလဟာကံတရားကလှလှပပနဲ့ကိုယ်စီကိုရောက်ရှိလာတတ်တဲ့ကာလဖြစ်တဲ့အတွက်ကြီးစုနေတဲ့ကြာသပတေးသားသမီးကျွန်တော်ရဲ့မိတ်ဆွေရဲ့အနေနဲ့ဒီဟောဇန်ဖိုင်ရဲ့ကွန်မန့်မှာမိမိတို့စီကိုလှပတဲ့ကံတရားတွေရရှိပါစေဆိုပြီးတော့ဝင်ရောက်ဆုတောင်းသွားနိုင်ပါတယ်။မေရသူကြာသပတေးသားသမီးတွေအနေနဲ့အခြေရင်နဲ့ပတ်သက်ရင်ဒီကာလဟာချစ်သူအစ်တွေရရှိတတ်တဲ့ လက်ရှိမှာကို့မှာချစ်သူကြီးသားရှိပြီးသားဆိုရင်လည်းရှိနေပါလျက်နဲ့တခြားသူတွေရဲ့ချီးကပ်ခြင်းမျိုးတွေခံတတ်တဲ့ကာလအဲဒီလိုလူမျိုးတွေအနေနဲ့ကတော့တစ္ဆာတရားကိုလက်ကင်ထားဖို့တိုးအပ်တဲ့ကာလလည်းဖြစ်ပါတယ်အိန်အောင်တဲ့ဂျာတာဘေးသားသမီးတွေအနေနဲ့ဒီကဘက်တာကာလမှာအိန်အောင်ဘက်ရဲ့ကို့အပေါ်ကိုယူဆခြင်းခံရတယ်ဘယ်လိုအရာကိုအကြောင်းပြုပြီးယူဆခံရတယ်လဲဆိုရင်ပညာရဲ့ပိုင်းဆိုင်ရာတွေငွေကြေးပိုင်းဆိုင်ရာတွေအဲ့နှမျိုးတွေကတမျိုးမျိုးကိုအကြောင်းပြုပြီးတော့ယူဆခြင်းကိုခံရတဲ့ကာလလည်းဖြစ်ပါတယ် ဒီကလာထဲမှာထီထိုးမယ်ဆိုရင်တော့ကြာသာပေးသားသမီးတွေနဲ့တစ်နဲ့ကိုကိုပေါင်ထိုးပေးပါရေဒရာအနေနဲ့ကတော့ကိုယ့်ရဲ့အိမ်နီးနားမှာရှိတဲ့ဖျားတဆူဆူရဲ့တင်းငွေတောက်ကိုသွားပြီးတော့မိမိရဲ့လိုအင်ဆန္ဒတွေကိုလေးလေးနဲ့တောင်းဆုပြုပေးပါလှူဒန်းရမယ့်ပစ္စည်းကတော့မင်းမျိုးပန်းသို့မဟုတ်ပဲမဟုတ်အဲ့ဒီလှူဝဲပစ္စည်းတစ်ခုကိုလှူဒန်းပြီးတော့တင်းငွေတောက်မှာလှူဒန်းပြီးတော့မိမိရဲ့လိုအင်ဆန္ဒတွေကိုလေးလေးနဲ့တောင်းဆုပြုပေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားတွေသာရရှိစေမှာဖြစ်ပါတယ်ဗျာ အခုဟောကြားပေးသွားတာကကြာသာပေးသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာကြာသာသမီးတွေအတွက်တပတ်တာပြေကျော်မဲ့ပြင်မာတွေဆောင်းရှောင်းတွေကိုဟောကြားပေးမှာဖြစ်ပါတယ်တောက်ရသာသမီးတွေနဲ့ဒီဘက်တာကာလာထဲမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြကဟာမင်းလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေပါတယ်ဟာမင်းလို့ခေါ်တဲ့နမိတ်ကပြကြီးစိုးနေတာဖြစ်တဲ့အတွက်တောက်ကြသာသမီးတွေနဲ့ဒီဘက်တာကာလာထဲမှာမိမိအနေနဲ့ကိုယ့်စီကိုကံတရားကောင်းတွေရရှိစေဖို့အတွက်ကိုကအ တရက်တင်ကန်းစာတွေကိုပြန်ပြီးတော့ကြည့်ရှုဖို့လိုအပ်တဲ့ကာလဖြစ်ပါတယ်ဒီကာလထဲမှာဝန်ထမ်းတွေအခြေခံလူကန်းစာတွေဆိုရင်လည်းဒီတစ်ပတ်တာကာလထဲမှာမိမိအရင်ကရှေ့ပိုင်းမှာကိုယ်အရင်ကလုပ်ခဲ့တဲ့အတိတ်မှာဘာတွေမှားခဲ့တယ်ဘယ်လိုအရာတွေမှာလွဲချော်ခဲ့တယ်ဘယ်လိုအရာတွေတော့မလုပ်ဆောင်ခဲ့တင်ဘူးအဲ့ဒီအရာတွေကိုတင်ကန်းစာကောင်းကောင်းယူပြီးတော့ဖြတ်သန်းတင်တဲ့ကာလအဲ့ဒီလိုဖြတ်သန်းမယ်ဆိုရင်ဒီကာလထဲမှာဝန်ထမ်းတွေအခြေခံလူကန်းစာတွေအနေနဲ့ကိုယ့်စီကိုရောက်ရှိလာတဲ့ခွင့်လန်းကောင်းတွေကိုလက်မလွတ်ဘဲနဲ့စုပ်ကင်မိပါလိမ့်မယ် ီးတော့ကိုပိုင်စီဝိုင်းလုပ်ကံနေတဲ့သူတွေဆိုရင်လည်းဒီတစ်ပတ်တာကာလထဲမှာမိမိရဲ့လုပ်ငန်းတွေကိုဆက်ပြီးတော့တိုးချဲ့တာမျိုးတဲ့ဆိုင်လက်ရှိရှိနေတဲ့အရာတွေနဲ့ပြီးခဲ့တဲ့အရာတွေကိုတေချာပြန်လဲတုံးတက်ပြီးတော့လှုပ်ဆောင်ဖို့လိုပါတယ်အဲ့ဒါမှလုပ်ငန်းပိုင်းဆိုင်ရာမှာတိုးတက်ဖို့ရှိပါတယ်ပြီးတော့တောက်ကြသားမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာနိုင်ငံခြားတော့မယ်လို့ကြံထားတဲ့သူတွေဆိုရင်ဒီကာလကမလှုပ်ဆောင်တင်သေးတဲ့ကာလလည်းဖြစ်ပါတယ် ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့စွန်စားလောက်ကင်မဲ့သူတွေရဲ့အနေနဲ့ဒီဘက်တာကာလာထဲမှာ60ရာခိုင်နှုန်းလောက်ကောင်းတဲ့ကာလာဖြစ်တဲ့အတွက်ငွေကြေးပိုင်းဆိုင်ရာစွန်စားလောက်ကင်ခြင်းမှာလောက်ကင်လို့ရပါတယ်။အရန်တော့အာမထဲပါနဲ့။ဒီကာလာထဲမှာတောက်ကြသားသမီးတွေရဲ့အနေနဲ့လူမှုရေးအနောက်ရှက်အတိုက်ခိုက်ရှိပါတယ်။အဲ့ဒီအတိုက်ခိုက်ကအရင်ကကိုနဲ့ရင်းနှီးခဲ့တဲ့မိတ်ဆွေတွေကိုအကြောင်းပြုပြီးတော့အဲ့ဒီမိတ်ဆွေတွေနဲ့ဆက်ဆက်တဲ့သူမျိုးတွေကနေတိုက်ခိုက်ခြင်းမျိုးတွေခံရတတ်ပါတယ်။မိမိအနေနဲ့သတိပြုဖို့လိုအပ်ပါတယ်။ ရှေ့မှာပြောခဲ့သူတောက်ကြသားသမီးတွေအနေနဲ့ဒီကာလဟာအတည့်ရဲ့သင်ခန်းစာတွေကို ပြန်လဲကြည့်ရှုရင်းနဲ့ကိုယ့်စီကို ကံတရားကောင်းတွေရရှိစေတတ်တဲ့ကာလဖြစ်တဲ့အတွက်တောက်ကြသားသမီးကျွန်တော်ရဲ့မိတ်ဆွေတွေနဲ့ဒီဟောဆန်းဖိုင်ရဲ့ comment မှာမိမိတို့အနေနဲ့အတိတ်ကိုအကြောင်းပြုပြီးတော့ကံတရားကောင်းတွေရရှိစေဖို့ဝင်ရောက်ဆုတောင်းသွားနိုင်ပါတယ် ငယ်သူတောက်ကြသားမီးတွေအနေနဲ့ကတော့အခြေအနေပတ်သက်ရင်ဒီဘက်တာကာလာထဲမှာကိုချစ်သူစီကနေမမျောလင့်ထားတဲ့လက်ဆောင်ပစ္စည်းမျိုးတွေရရှိဖို့ရှိပါတယ်။ရက်ဝေးမှာရောက်ရှိနေတဲ့ချစ်သူရည်စားဆိုရင်အဆက်အသွယ်တွေအရန်ကိုအဆက်အသွယ်ကောင်းတွေရရှိနေမယ်။ကြောင်းနဲ့တယောက်အဆက်အသွယ်မပြတ်ဘဲဖြစ်နေလိမ့်မယ်။အရင်ကနှစ်ရက်တစ်ခါသုံးရက်တစ်ခါမှအဆက်အသွယ်ရတဲ့သူမျိုးတွေဆိုရင်လည်းအခုကနေ့စဉ်နဲ့အများအဆက်အသွယ်ရရှိနေလိမ့်မယ်။အဲ့ဒီအတွက်ပျော်ရွှင်ရဖို့ရှိတဲ့ကာလဖြစ်ပါတယ်။အိမ်အောင်တဲ့တောက်ကြသားမီးတွေအနေနဲ့ဒီကာလထဲမှာအိမ်အောင်ဘက်စီကငွေကြီး မြမဆောသာရရှိခြင်းကြောင့်ပျော်ရွှင်ရဖို့လည်းရှိတဲ့ကာလပါအိမ်တော်ကြီးတာယာနေမယ်လို့ပြောလို့ရတဲ့ကာလဖြစ်ပါတယ်။ထီထိုးမယ်ဆိုရင်တော့တောက်ကြာသားသမီးတွေအနေနဲ့ခွန်နဲ့လေးကိုပေါအောင်ထိုးပါ။ရရအနေနဲ့ကတော့ကိုယ့်ရဲ့အိမ်ရှိဒါမှမဟုတ်ရင်လည်းဖျားဝင်းနေဖုံရောင်းဝင်းနေပါသာရေးဆိုင်ရာနေရာတွေမှာစဘာတွဲလေးတွေငှက်လေးတွေစားဖို့အတွက်တူတမ်းပေးပါ။စဘာတွဲလေးတွေတိမ်နေနေမှာချိန်ဆွဲတာမျိုးအိမ်ရှိဝရဏာတွေမှာချိန်ဆွဲထားတာမျိုးဒါမှမဟုတ်စဘာတွဲရှာလို့မရဘူးဆိုရင်တော့ ပကံပြားထဲမှာဆန်လေးတွေပုံထည့်ပြီးတော့ကျွမွေးပေးပါအဲဒီလိုမျိုးငှက်ကိုစဘာတွဲဖြစ်စေဆန်ဖြစ်စေကျွမွေးဌာနပြုလိုက်မယ်ဆိုရင်ကိုယ့်စီကိုကောင်းသောကံပြားရည်သာရရှိနေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကတောက်ကြသာသမီတွေရဲ့အတွက်ဖြစ်ပါတယ်ဗျာဒါနဲ့မိတ်ဆွေတွေအနေနဲ့ကျွန်တော်ဒီမှာဗေဒင်မင်းမြညာတဲ့အစီအရေတွေပြုလုပ်ချင်တာတွေတချို့ကခြေအတွက်အိမ်အောင်ရေးအတွက်အိမ်ရောက်ထဖို့ကောင်းလို့စတဲ့အစီအရေတွေပြုလုပ်ချင်တာတွေ မိမိတို့တည်တံ့တည်ကျင်တဲ့မိခွန်းတွေကိုမေးမြန်းချင်တာတွေဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်39969333933 2643403ဆိုတဲ့ဖုန်းနံပါတ်ရဲ့ Viber ကနေလာရောက်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။အဲတော့စနေသားသမီးတွေအတွက်ဟောဆန်းစီစဉ်ကိုစတင်ဟောကြားပေးတော့မှာဖြစ်ပါတယ်။စနေသားသမီးတွေနဲ့ဒီဘက်တာကာလာတွေမှာကြီးစိုးနေတဲ့အာယုံနမိတ်ကပြားက Hybrid Step လို့ခေါ်တဲ့နမိတ်ကပြားကြီးစိုးနေပါတယ်။ ဒီနမိတ်ကပြကြီးဆိုးနေတာဖြစ်တဲ့အတွက်စနေသားမိရင်နဲ့ဒီကာလာထဲမှာမိမိအနေနဲ့ကိုဖြစ်ချင်တဲ့အရာတွေကိုလုပ်ချင်တဲ့အရာတွေအဲ့ဒီအရာတွေနဲ့ရင်ထဲရဆန္ဒနဲ့အပြင်မှာလှုပ်ဆောင်နေရတာရင်းနဲ့နည်းနည်းလေးဟွာဟနေတာမျိုးတွေဖြစ်တဲ့ကာလာဒီကာလာထဲမှာအဓိကကစနေသားမိရဲ့အနေနဲ့ဘာသာရေးကိုအကြောင်းပြုပြီးတော့စိတ်ပျော်ရွှင်ရမယ်ဘာသာရေးကိုအကြောင်းပြုပြီးတော့ငွေကြေးတွေရရှိတတ်တယ် ဲ့ဘာသာရေးကိုအကြောင်းပြုရင်ငွေကြေးတွေရရှိတတ်တယ်ဆိုတာကအလူကံလို့ရရှိတယ်လို့ပြောတာမျိုးကိုပြောတာမဟုတ်ဘူးเนาะဘာသာရေးတွေကိုကပေါ်ဆောင်တယ်လှုပ်ဆောင်တယ်မှာဘာသာရေးကိုအလင်းနဲ့ထားတယ်အတိတ်တန်တွေဝင်တယ်အဲ့ဒီလိုမျိုးကြောင့်ကန်တရရဲ့အထောက်ပံ့ရရှိပြီးတော့ငွေကြေးဝင်တာမျိုးဒါကိုအကြောင်းပြုပြီးပြောချင်တာပါအဓိကကစနေသားမီးတွေဝန်ထမ်းနေအခြေခံကြွမ်းသားတွေဆိုရင်ဒီတစ်ပတ်တာကာလထဲမှာဘာသာရေးကိစ္စတွေကိုလှုပ်ဆောင်ဖြစ်မယ်အဲ့ဒီလိုလှုပ်ဆောင်ဖြစ်မယ်ဆိုရင်မငင်းဆန်လိုက်ပါနဲ့အဲ့ဒီလိုလှုပ်ဆောင်ခြင်းကြောင့်ကန်နယ်ရတွေကောင်းပြီးတော့မိမိစီကို ကောင်းတဲ့ကံတရားတွေကြောင့်ငွေကြေးဝင်လာမျိုးတွေခွင်လန်းကောင်းတဲ့ရရှိတာမျိုးတွေအလောက်ကံတွေတိုးတက်တာမျိုးတွေဖြစ်ဖို့ရှိတဲ့ကာလတွေဖြစ်ပါတယ်။ပြီးတော့ကိုပိုင်ကြီးဝိုင်းလုတ်ကံနေတဲ့စနေသားသမီးတွေနဲ့ဒီတစ်ပတ်တာကာလတွေမှာလက်ရှိလုပ်ငန်းပိုင်းဆိုင်ရာနဲ့ပတ်သက်ရင် အစီအစေးခံရတာမျိုးတွေဖြစ်တတ်တယ်။အဲဒီလိုမျိုးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ပိတ်သိမ်းစရာကိစ္စမျိုးတွေပေါ်ပေါက်တတ်တယ်။ဒါပေမဲ့အဲ့ဒါကိုအရင်ဆိုရင်စရာမလိုပါဘူး။မိမိတို့အနေနဲ့လှုပ်ရှားရှိတဲ့ဟာကိုပုံမှန်လေးလှုပ်ဆောင်နေဖို့လိုပါတယ်။ကိုကစိုးရိမ်တကြီးနဲ့အစီအစဉ်တွေပြောင်းတာမျိုးတွေတခြားအရာတွေကိုလှုပ်ဆောင်မိတာမျိုးတွေကိုမလုပ်မိဖို့အရေးကြီးပါတယ်။ပြီးတော့စနေသားမီနိုင်ငံခြားတော်မယ်လို့ကြံရထားတဲ့သူတွေဆိုရင်ဒီဘက်ကကာလာထဲမှာနိုင်ငံခြားခီးကိစ္စတွေကိုမစတင်တင်နေတဲ့ကာလာဒီကာလာထဲမှာစတင်ခြင်းကကိုယ့်အတွက် ောင်းတဲ့ကံရဖြစ်ဖို့ရှိတဲ့ကာလမဟုတ်ပါဘူး။ပြီးတော့စနေသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာငွေကြေးနဲ့ပတ်သက်ပြီးစွန်သားလုတ်ကင်မဲ့သူတွေဆိုရင်ဒီကာလထဲမှာရာဂိုင်းတော့60လောက်ပဲကောင်းတဲ့ကာလဖြစ်တဲ့အတွက်မိမိအနေနဲ့ငွေကြေးပိုင်းဆိုင်ရာစွန်သားလုတ်ကင်တို့ရတယ်။ဒါပေမဲ့စဉ်းစားချင်းချင်းပြီးတော့လုတ်ဆောင်ဖို့တင့်တဲ့ကာလလည်းဖြစ်ပါတယ်။ပြီးတော့စနေသားသမီးတွေအနေနဲ့ဒီတစ်ပတ်တာကာလထဲမှာအတိုက်ခိုက်နှောက်ရက်လေးတွေနိုင်ငံရှိပါတယ်။အဲ့ဒီအတိုက်ခိုက်အနောက်ရှက်ကဘာသာရေးနဲ့ဆက်ဆက်နေပါတယ်။ရှေ့ပိုင်းမှာပြောခဲ့သလိုဘာသာရေးနဲ့ဆက်နွယ်နေကြပါတယ်။အဲ့ဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့ ို့အနေနဲ့ဒေတာဝင်လာဆိုတဲ့ဒေတာနေမဖြစ်မြောက်ဖို့အတွက်အဲ့ဒီလိုအနောက်ရှက်လေးတွေရှိပါတယ်ဒါကကြီးမမတော့မဟုတ်ပါဘူးအနှဲငယ်ကိုပြောတာပါအဲ့တော့ကျမ်းမာရင်းနဲ့ပတ်သက်ရင်စနေသားသမီးတွေအနေနဲ့အာယုံကြောနဲ့ပတ်သက်တဲ့ဝေဒနာတွေပြီးတော့ကိုယ်လက်ကြိုက်ခဲတာမျိုးတွေနာကျင်တာတွေအဲ့အလေးတွေကူးဆက်ပြောဖို့လိုပါတယ်ရှေ့ဘက်မှာပြောခဲ့ဆိုစနေသားသမီးတွေအနေနဲ့ဒီကာလဟာ ကန်တရားကနေပြီးတော့ထောက်ပံ့မှုတွေရရှိတတ်တဲ့ကာလဖြစ်တဲ့အတွက်အဲ့ဒီကန်တရားကနေထောက်ပံ့မှုတွေကိုရရှိပါစေဆိုပြီးတော့စနေသားမီးမိတ်ဆွေတွေအနေနဲ့ဒီဟောဆန်းပိုင်းရဲ့ကွန်မန့်မှာဝင်ရောက်ဆူတောင်းသွားနိုင်ပါတယ်ကျွန်နေနဲ့ပါဝင်ဆူတောင်းပေးမှာဖြစ်ပါတယ်ငယ်ရွယ်သူစနေသားမီးတွေအနေနဲ့အခြေအနေနဲ့ပတ်သက်ရင်ဒီကာလဟာကိုယ့်ချစ်သူနဲ့ကိုယ်နဲ့ကြားမှာဆက်ဆိုင်ရေးပိုင်းနေမပြေမလည်ဖြစ်ရတတ်တဲ့ကာလကိုကဒါဆိုရင်ချစ်သူဟာဟိုဟာအဲ့ဒီလိုမျိုးတောင်းတဲ့တရား ဆက်ဆံရေးပိုင်းမှာအစင်မချောတက်တဲ့ကာလဖြစ်တဲ့အတွက်စိတ်ပင်ပန်းရဖို့ရှိတဲ့ကာလပါ အိမ်အောင်တဲ့စနေသားသမီးတွေအနေနဲ့ဒီကာလထဲမှာရည်ရွယ်ထားတဲ့အတိုင်းပေါ်ဆောင်ဖို့လိုပါတယ်ရည်ရွယ်ထားတဲ့အရာကိုနောက်ကျောင်းလှည့်တာမျိုးဗတ်ပြန်တာမျိုးတခြားလမ်းကြောင်းပြောင်းတာမျိုးတွေကိုမလုပ်ဆောင်မိဖို့အရေးကြီးတဲ့ကာလပါအဲ့ဒီလိုမျိုးရည်ရွယ်ထားတဲ့အတိုင်းပေါ်ဆောင်မယ်ဆိုရင်မိမိတို့အနေနဲ့ခက်ခဲပင်မဲ့အိမ်အောင်ရေးပိုင်းဒီမှာအဆင်ပြေလိမ့်မယ်ရည်ရွယ်ထားသလိုဖြစ်မြောက်မှာဖြစ်ပါတယ် ဖြီထိုးမယ်ဆိုတော့စနေသားမိနေနဲ့နှစ်နဲ့ရှစ်ကိုပေါအောင်ထိုးပေးပါရေဒီယာအနေနဲ့ကတော့အသက်ရွယ်ကြီးတဲ့ကိုယ့်ရဲ့ဖခင်ဒါမှမဟုတ်ဖခင်ကဲ့သို့ပုဂ္ဂိုလ်တဦးကိုဒံကျေဆေးဝါးလှူဒန်းဌာနပြုပြီးတော့မိမိရဲ့လိုအင်ဆန္ဒတွေကိုလေးလေးနက်နက်တောင်းစုပြုပေးပါဒါဆိုရင်ကိုယ့်စီကိုကောင်းသောကံတရားရည်သာရရှိစေမှာဖြစ်ပါတယ်ဗျာအခုဟောကြားပေးသွားတာကစနေသားသမီးတွေအတွက်ဖြစ်ပါတယ်ဗျာ